မင်္ဂလာညာကျန်းလေးပါခင်ဗျာတာရေးစရာထမန်တောင်ကိုရေးသားထားတဲ့တဝဲသားမုံဆုနဲ့ကြောက်ဖုံးကြီးရဲ့ကက်ပီယာဆိုတဲ့စိတ်ဝင်စားဝယ်ရာတော်တွင်မုံဆုဇလန်းကောင်းလေးရဲ့ဇသိမ်းပိုင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါရခင်ဗျာနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe မလို့ရသေးသူများလုထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။ နှစ်ယောက်သားတောဝက်ကိုလက်လူရှုလို့အရှိခီးကိုဆက်ခါတောကောင်ကိုချေရခံရတယ်။ရေဆက်ဆက်ရှိရဲ့ချောင်းလေးတစ်ခုစီကိုဆင်းမိလာကြတယ်။မောင်ကောင်ခဏယုံကမဆိုးကြီးမောင်ကောင်ကမောင်ကောင်ကိုရှေ့ဆက်မလန်းဖို့တားမြစ်ပြီးမိုးဆိုးဒူးထောက်ထိုင်ကချောင်းဆက်ကစိုးစစ်စစ်သဲမြပြင်ကိုကြည်လေတယ်။မောင်ကောင်ကြည့်ပြီးတော့သဲမြပြင်စီမှာမွားစာကျဲနေတဲ့ချေရတို့မိုးဆိုးကြီးမောင်ကောင်နီးတူမောင်ကောင်လည်းထိုင်ချပြီးတော့လိုက်လံကြည်လေတယ်။လူချေရရဲ့ ဝေါ်ဝန်ကောင်ရဲ့ခြေရာတချို့ရကိုတွေ့တယ်။ခြေရာတွေကရုံးရင်ဆန်ကဲဖြစ်ထားပုံဆိုတော့လူနဲ့ဝေါ်ဝန်ကောင်တိုက်ခိုက်ထားပုံပဲ။မောဆိုးကြီးဒီဘက်မှာသွေးစာလေးဗျ။မောင်ကောင်ကပြောတော့မောဆိုးကြီးမောင်ကောင်လှဲ့ကြည့်တယ်။သေချာတယ်မောင်ကောင်ရဲ့အဲ့ဒီလူတော့ကံကောင်းပါသေးလို့စူတောင်းပေးရမှာပေါ့။ဘာသာမတူတဲ့မုံဆိုးကြီးမုံခေါင်းစီကကံကောင်းပါသေးဆိုတဲ့စကားကိုကြားပြီးတော့မောင်ကောင်းစိတ်ထဲကနေပြုံးမိသွားတယ် ဒီအချိန်မိုးဆိုးကြီးမုံခေါင်ကချောင်းရဲ့အဆက်စီကိုရောက်သွားပြီးတော့ဒမ်ဘီတိုတချောင်းကိုဆယ်ယူလိုက်လေတယ်။မောင်ကောင်းလည်းအနားကိုရောက်လာပြီးလာကြည့်တယ်။ဒီခိုက်မှာပဲချောင်းရဲ့တဖက်ခန်းစီကနေရုတ်တရက်ထွက်ပေါ်လာတဲ့လူရီရောရဲ့ညီးရော်တန်းမိုးဆိုးကြီးမုံခေါင်ကမောင်ကောင်းမှဇက်ခနဲ့ဖြစ်သွားတယ်။ချောင်းကိုကူးပြီးတွားကြည့်တော့ဝဲဝံကုတ်ခံရတဲ့ဒဏ်ရာတွေနဲ့လဲကျနေတဲ့လူရီရောဒီကိုယ်လုံးနဲ့သွေးတံတွေကစိုစွတ်နေတယ်။မောင်ကောင်းကမိုးဆိုးကြီးမောင်ခေါင်ကအနားကိုရောက်သွားပြီးတော့ လဲကြနေတဲ့သူကိုဆွဲထူလိုက်လေတယ်အင်းကဲကြပါကဲကြပါဘောဝင်ကုတ်ခင်ရသူမျက်ဝင်းတွေကိုမဖွင့်လို့စီကနေခက်ရွက်ရွက်ညီးတွားတယ်ဘောဝင်ကောင်တော့အနီးနားမှာမမြင်ရလေဘူးမောင်ကောင်းရဲ့ငါတို့သားကောင်ပြင့်မဲ့ဒီအစီအစဉ်ကိုဖျက်ပြီးတော့ဒီလူကိုကယ်မရတော့မယ်ဟုတ်တယ်မို့ဆိုကြီးကျုပ်တို့မှမကယ်ရင်ဒီလူသေသွားနိုင်တယ်ကျုပ်တို့ကယ်ကြတာပေါ့ဗျာမောင်ကောင်းကပြောပြီးချင်းမို့ဆိုကြီးမုံကောင်ကဝဲဝဲကုတ်ခံရသူဝစ်ထားတဲ့ပစိုးကိုချွတ်လိုက် အောင်စီမှာဘောင်းမီတို့ပါနေတာမို့ကိစ္စမရှိဘူးလေပဆိုးကိုဖျက်ဆုပ်လိုက်ပြီးတော့ဒဏ်ရာရထားပြီးတွေးထွက်များနေတဲ့နေရာတွေကိုလိုက်လံစီးနှောင်ပေးနေတယ်အားလုံးပြီးတော့ဝါးတလုံးကိုခုတ်ပြီးຫນွေကျိုးတို့ကိုရှာဖွေကမုတ်ဆိုးကြီးပခုံးရခန္ဓာစီမှာပတ်ထားတဲ့ရက်ခုံဆောင်ပိုင်းကိုပခက်လုတ်ခါရွာစီကိုပြန်တယ်ကြလေတယ်ရွာစီကိုရောက်တော့သေးစရာကြီးအင်းစီကိုတခါတည်းသွားရောက်ပြီးတော့စေးကူသားဖို့စီစဉ်တယ်ရွာလည်းကကလေးတယောက်ကိုညာညုံနဲ့ပြိုလို့စီကိုသွားစေပြီးတော့အကျိုးအကြောင်းကိုပြောပြစေတယ် တတံပီရွာထဲမှာလူတယောက်ဝဝံကုတ်ခံရတာကိုမိုးစိုးကြီးမိုးခေါင်ကဲတင်ပေးထားတဲ့တဲ့င်းကပြန့်နှံ့သွားခဲ့ပြီမို့ရွာသူရွာသားတို့ကလည်းကူညီပေးတန်တာကူညီပေးနိုင်အောင်သေးစရာကြီးအင်စီကိုစုယုံရောက်ရှိလာကြဒံယာကတော့ခြေလက်တွေမှာပဲရထားတာသွေးတိတ်အောင်လှုပ်ပြီးတော့စေးတော်ထဲ့ပေးထားပြီစေးလဲတိုက်ထားတယ်သူအခုတော့တတိလစ်နေတာမဟုတ်ပဲအိမ်မောကြနေတယ်လို့ယူဆမိတယ်ညိုလာရင်တော့ဘယ်ရဘယ်သူဆိုတာမေးမြန်းပြီးတော့သူ့ရွာကိုအကြောင်းကြားပေးရမယ် ဒီဆရာကြီးကပြောတော့မုံဆိုးကြီးမုံခေါင်ခေါင်းငိတ်လူနာကိုမျက်ခြေမပြတ်စောင့်ကြည့်ဖို့တော့လိုသေးတယ်။ဒါကြောင့်လူဆောင်တယောက်တော့ထားဖို့စီစဉ်ရမယ်။ငါပဲစောင့်လိုက်ပါမယ်ဆေးဆရာကြီး။မုံဆိုးကြီးမုံခေါင်ကပြောတော့မောင်ကောင်းကမုံဆိုးကြီးကကြမ်းပါရင်မကောင်းဘူးလေ။တယောက်ယောက်စောင့်ပေးမှဖြစ်မယ်ဆိုရင်ကြုံစောင့်ပေးပါမယ်။မောင်ကောင်းရဲ့ငါရပါတယ်ဟ။မောင်ကောင်းနဲ့မုံဆိုးကြီးတို့အခြေတင်ပြောနေကြတာကိုဒေးဆရာကြီးကပြုံးလို့နားထောင်နေရကနေ ရပါတယ်မလုပ်ပါနဲ့မုတ်ဆိုးကြီးဟာမုတ်ဆိုးကြီးတို့လူကကျိုးတို့ရွာတက်တော့မရှိမဖြစ်ပဲဒီကမောင်ကောင်းကလည်းဧည့်သည်မဟုတ်လားဧည့်သည်ကိုတော့ဆောင်ခိုင်းဖို့မသင့်ပါဘူးသွားပါဗျာနေအောင်စလုံးပြန်နာကြပါသိစရာကြီးပြောကြောင်မုတ်ဆိုးကြီးမုံခေါင်းနဲ့မောင်ကောင်းတို့လည်းထက်ပြီးအခြေအနေမပြောတော့ကဲဒါကဖြစ်လဲငါတို့ပြန်မယ်ပြန်ပြန်ပြန်မုတ်ဆိုးကြီးမုတ်ဆိုးကြီးမုံခေါင်းတို့လည်းသိစရာကြီးအိမ်ကနေဆင်းလာခဲလိုက်ခြံဝါကိုရောက်တော့ ပြုံနဲ့မြားညိုကိုစင်ကြီးပေါင်းစားနဲ့အတူမြင်ရလေးတယ်မြားညိုတို့လာကြိုးတာအကိုကိုဒန်ရရထားတဲ့သူရောအစဉ်ပြေရဲ့လားမြားညိုကအနားရောက်လာပြီးမုံစိုးကြီးမုံခေါင်ကိုပြောလေပြေပါတယ်မြားညိုဒန်ရကခြေလက်တူမှာပဲရထားတာဒီတော့အတန်အနေရမရှိဘူးလို့စေးစရာကြီးကပြောတယ်ဟုတ်လားဒါဖြစ်ရင်တော့ကောင်းတာပေါ့အကိုရဲ့အင်းသူပြန်ပြီးသတိရလာရင်တော့သူ့အိမ်သူ့ရွာကိုဆက်သွယ်ပေးဖို့လုပ်ရမယ်သူကဗမာနေရာမဟုတ်လို့လဲကိုရဲ့ အခုဒီသတိမရသေးတော့မတည်သေးဘူးများညိုအင်းပါများညိုခက်တတာပြန်ဖြေပြီးတော့မိုးဆိုးကြီးမုံခေါင်မျက်နှာကိုကြည့်လိုက်ခါကဲကဲကဲအကူလည်းပင်မန်းရော်ပေါ့အိမ်ပြန်ပြီးထမင်းစားပြီးနားလေနော်အင်းများညိုလေးယောက်သားစင်ကြီးပေါ့စားစီကိုစီးနေကအင်းစီပြန်ခဲ့ကြအိမ်ရောက်တော့များညိုနဲ့ပြိုးတို့ချက်ထားတဲ့ဟင်းနဲ့ထမင်းကိုစားတော့ပြီးတော့တရေတမောအနားယူဖြစ်ကြပါတော့တယ်ညနေဆောင်မှာတော့သေးဆရာကြီးအင်းစီကိုသွားပြီးလူနာကိုသွားကြည့်ကြသေးပေမဲ့ လူနာကအိမ်မောကြားနေသေးပဲမို့ပြန်ခဲလိုက်ကြပါတယ်။နောက်တနေ့မနက်ခင်းမိုးဆိုးကြီးမုံခေါင်တို့တွေရွာထဲကိုလူနာအခြေအနေသွားကြည့်ဖို့ပြင်ဆင်ရင်းနဲ့မနက်စာကိုစားနေကြတယ်။ဒီခိုက်ချန်ချေးစီကိုကိုထူးနဲ့ကိုဦးတို့ရောက်လာကြပြီးတော့ကျိုးမိုးဆိုးကြီးရေကျုပ်တို့ဝင်လာမယ်နော်။အေးကိုထူးတို့လာလေးကွာ။ကိုထူးတို့ညီရကိုမိုးဆိုးကြီးမုံခေါင်တို့အနားစီကိုရောက်လာကြမနက်စာစားပြီးကြပြီလားကွာ။မစားရသေးရင်လည်းဝင်စားကြည့်ဦးဟာ တို့တို့စားပြီပါပြီဗျအေးဒါဖြင့်လဲထိုင်ကြလေဒီနေ့ကျစီစဉ်ပေးမယ်အိုရတယ်မဟုတ်ဆိုကြည်နေပါစေဒါနဲ့အစောကြီးမင်းတို့ညီကိုဘယ်သွားကြမလို့လဲကွာမဟုတ်ဆိုကြည်မုံခေါင်းရဲ့အမေကိုကိုဦးနဲ့ကိုရူးကချက်ချင်းမဖြေဘူးတယောက်မျက်နှာတယောက်ကြည့်နေကြတယောက်မှလည်းမဖြေကြပါလားဟိမဟုတ်ဆိုကြည်မုံခေါင်းကအထွန်စကားထက်ဆိုတော့ကိုထူးကလာလာကတော့မိုးဆိုးကြီးစီကိုပဲလာလား အเจ้าကတော့စားတော့ပြီးမှအေးလူလူပြောမလားလို့ဘာကိစ္စမလို့လဲကွာဝမ်းဝမ်းကုတ်ခံရတဲ့လူနာနဲ့ပတ်သက်ပြီးတရင်ထူလာလို့ဗျာဟော तू ဘာဖြစ်လို့လဲကွာဘာမှမဖြစ်ပါဘူးဗျမနက်ကသုံးချက်တီးလောက်မှသတိကောင်းကောင်းပြန်ရလာတယ်ဟုတ်လားဝမ်းသာစရာပဲပေါ့ကွာဒါပေါ့မိုးဆိုးကြီးရာတရင်ထူဆိုတာကတော့စားပါအောင်ဗျာဒီကိစ္စက तू လဲထူးစမ်းသလိုအေးလဲကြီးမယ်လို့ထင်မိလို့လေပြီးမှပြောပြမယ်အေးဒါဆိုလဲခဏဆောင် ။မိုးဆိုးကြီးမုံခေါင်လိုလဲသမွေးဝိုင်းကိုလက်စာတက်ခါပြီးအောင်စားတော့လိုက်ကြတယ်။စားလို့ပြီးစီးတော့ပြုံနဲ့များညူလိုလဲပကံတွေကိုတင်းစီလိုက်ကြတယ်။နောက်၄ရောက်စလုံးပြန်ဆောင်ချိန်မှာတော့မိုးဆိုးကြီးမုံခေါင်ကကဲလူနာစီကဘာသတင်းထူးလာတယ်လဲပြောကြည့်အောင်ကွာ။ထူးတယ်ဗျထူးတယ်။အဲ့ဒီလူကမိုးဆိုးကြီးချီကိုလာတဲ့သူတဲ့ဗျ။ဟေးငါစီကိုလာတာဟုတ်လား။ဟုတ်တယ်။ပြီးတော့ထူးဆန်းတာကအင်မင်ကုန်းရွာကဘာကြီးရာကျော်ပြောပြတယ်မိုးဆိုးကျော်ကောင်အကြောင်းမှတ်မိတယ်မဟုတ်လား။ အေးမှတ်မိတယ်လေအဲ့ဒါဘာဖြစ်လို့လဲကွာကိုဦးကစကားကိုအလောကြီးပြောပြလာတော့မိုးဆိုးမုံကောင်ကချက်ချင်းနားရည်မလဲဖြစ်သွားမိကုန်းတို့ပြန်ပြန်ထုတ်နေရတယ်ဒါကိုသိမိတဲ့ကိုထူးကကိုဦးမင်းပြောတာကလုံရင်းကိုမရောက်တော့ဘူးကွာငါပဲပြောလိုက်တော့မယ်အေးအဲ့ဒီလိုလုံဆန်းမအောင် ကိုထူးရငါကဘယ်ရာကိုနားလဲရမယ်မသိတော့ဘူးတို့ကလည်းပြောချင်စောအားကြီးလို့ပါဗျာကိုဦးက ခြေဖပြောတယ်ကိုထူးက ီလိုမုတ်ဆိုးကြီးအခုလာတဲ့သူ့ရဲ့နာမည်က အေးကျော်တဲ့သူက ရှင်ပင်ရွာကစင်ပင်ဆိုတာမြားညူတို့ရွာနဲ့နှင်းရွာကျော်တောင်ကြီးဘက်ကရွာကပဲမြားညူကဝင်ပြောလာတယ်ဟုတ်တယ်မြားညူသူက သူ့ရွာကနေမုတ်ဆိုးကြီးစီကိုတကူးတက လာတာလာရတဲ့အကြောင်းကတော့ကျုပ်တို့အင်းပင်ကိုရငပေါင်းနာရေးညကဘာကြီးရာသာပြောပြတဲ့မုတ်ဆိုးကြောကောင်ဆိုတဲ့လူနဲ့ပတ်သက်နေတယ်ဗျအေးဘလို့ပတ်သက်နေလဲဆက်ပြောပါဦး အကုန်လုံးကကိုထူးစီကစကားကိုစိတ်ဝင်စားနားထောင်မိကြတယ်။ဘလို့ပတ်သက်နေရလဲဆိုတော့ကိုရေးကျော်ကလွန်ခဲ့တဲ့ဆယ်လောက်ကဒိုးရင်းတောင်မှာဝါခုတ်သွားရင်းနဲ့သူးဆန်းတဲ့ဖုန်ကြီးတစ်ပါးနဲ့လူတစ်ယောက်ကိုတွေ့ရတယ်တဲ့။အေးအဲ့ဒီဖုန်ကြီးနဲ့အဲ့ဒီလူကသုံးရဲ့ဇက်တိုင်မနဲ့အာယုံချိန်တိုင်းသူဝါခုတ်တဲ့ဆယ်ရှိကနေပြီးတော့ဖြက်ဖြက်သွားနေကြတာတဲ့။တရက်တော့ဖုန်ကြီးအနောက်ကကပ္ပိယဆိုတဲ့လူကသူ့တဲတဲ့ကိုဝင်လာပြီးသူကကပ္ပိယကြော်ကောင်ဖြစ်ကြောင်း တချိန်ကမိုးဆူကြောကောင်ဖြစ်ခဲ့ကြောင်းပြောတယ်တဲ့ပြီးတော့တတံမီရွာကမိုးဆူမိုးကောင်ကိုလာမဲ့လာပြင်းနေအမီ အင်ဂျင်တောင်က ကြော်တလုံးရှူကိုအရောက်လာခဲ့ဖို့ပြောပေးပါဆိုပြီးတော့စကားပါတယ်တဲ့ဟေးငါ့ကိုစကားပါတယ်ဆိုတော့ဘလို့ကြောင်းများတော့ခါဆက်ပြောပြမယ်လေမိုးဆူကြီးဩအေးပြောပြလေငါကလည်းအံ့ဩမိသွားလို့ပါကွာမိုးဆူကြီးမုံခေါင်းနဲ့ကိုထူးတို့ကြောင့်အားလုံးရဲမိကုန်ကြကိုထူးကဆက်ပြောတယ် ဆက်ဆက်ရောက်လာပေးဖို့လဲပြောတယ်တဲ့ကိုအေးကျော်ကလည်းခြေကြွားကအဖြစ်ခြေတုံးကလေးတထုံးပေးသေးတယ်လို့ပြောတယ်ဒါကြောင့်ပဲကိုအေးကျော်ကမော်ဆိုးကြီးစီကိုတည်င်းလာပေးနေဘောဝုံနဲ့ပတ်ပင်းတိုးတာလို့ပြောတယ်ဗျကိုထုကစကားကိုအဆုံးသတ်လိုက်တော့အကုံလုံးအတွေ့ကိုစီနဲ့ငြိမ်သက်ကုန်ကြအခုကိုဘာကြောင့်အခုလိုခေါ်တာပါလဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့မြားညူရဲ့အတန်းမော်ဆိုးကြီးမုံခေါင်ကဘာစကားမှမဆိုပြူက ဘလို့ဆက်ဆက်နေလဲဆိုတာကိုစဉ်းစားလို့ကိုမရတော့ဘူးပေါ့။ဘာပဲဖြစ်ဖြစ်အကြောင်းတစ်ခုတော့ရှိနေတာကသေးကြလဲ။မုံဆိုးကြီးမုံခေါင်ကပြောတော့အကုန်လုံးရဲ့အကြည့်တွေကစုပြုံရောက်ရှိလာတယ်။မုံဆိုးကြီးတွားကြည့်ခြင်းလို့လားဗျ။မောင်ကောင်ကမေးမြန်းလာတယ်။မုံဆိုးကြီးမုံခေါင်ကလည်းခေါင်းကိုညှိနှိုင်းလိုက်ပြီးတော့ဟုတ်တယ်။ငါတော့ကြီးတင်တယ်လို့ထင်တယ်။ကြောက်တလုံးရှိုးဆိုတာကလည်းသိတ်ဝေးတာကြီးမှမဟုတ်တာ။နှစ်ရက်ခရီးသုံးရက်ခရီးဆိုရင် ရောက်နိုင်ပါလေ။ညာဂျိုကမျက်စိမျက်နှာပြက်သွားရလေတယ်။ ဒါကိုမိုးဆိုးကြီးမုံကောင်ကသတိထားမိလိုက်တာမို့မြညို အကူသွားလိုက်ခြင်းနဲ့မြညိုဘာမှပြန်မပြောဘူးမျက်ရည်တို့ကရင်ဝိုင်းလာတယ်မြညို အနီးကရှိနေတဲ့ပြိုကလှုပ်ခတ်ပြီးပြောလာတော့မြညိုအင်္ဂနဲ့ရှိုက်လိုက်လေပြီးတော့မြညိုအကူကိုမသွားစေချင်ဘူးတခုခုအရေးကြီးနေတယ်လို့အကူထင်မိတယ်လေဆိုးချိုးတော့ရှိမယ်မထင်ဘူးဒါတော့ဒါပေါ့အကူရဲ့ဒါပေမဲ့အကူကျမ်းမာကြီးကအကူမောင်ကောင်းကိုခေါ်သွားမယ်စုံရောမြညို ညညိုတိတ်ခနဲနဲ့ဘောင်ကောင်းကထန်ရကောင်းနဲ့ထလာပြီးတော့ကျုပ်မိုးဆိုးကြီးနဲ့လိုက်သွားပေးပါမယ်ညညိုပေါက်ဆာကိုလည်းခေါ်သွားပါမယ်ဘောင်ကောင်းလဲကဲပြီးကကြောကောင်းတစ်ဖြစ်လဲမိုးဆိုးကြောကောင်းကမိုးဆိုးကြီးမုံကောင်းကိုဘာကြောင့်အဆက်ဆက်မရှိပဲခေါ်ရတယ်လဲဆိုတာကိုသိလို့လှပြူကတော့ဘာမှဝယ်မပြောဘူးဘောင်ကောင်းလိုက်သွားမှာကိုသဘောတူထားတဲ့ပုံပဲအကိုသွားပြရစီနော်ညညိုမိုးဆိုးကြီးမုံကောင်းကထပ်ပြောတယ်ညညိုကခေါင်းလဲမညိတ်ခေါင်းလဲမခါဘူးဒီခါပြူက ညညိုရဲ့မောင်ကောင်းတဲ့ပေါ့စာလေးပါမာပဲကိုစိတ်မပူပါနဲ့နော်တစ်ဖက်မှာလည်းအကြောင်းတူရှိနိုင်တာမို့သွားဖို့ခွင့်ပြုပေးလိုက်ပါနော်ညညိုညညိုအကုတ်ကိုစိတ်ပူတယ်ပြူရဲ့စိတ်မပူပါနဲ့ညညိုရဲ့မောင်ကောင်းတဲ့ပေါ့စာကမိုးဆိုးကြီးကိုကောင်းကောင်းဆောက်ရှောက်နိုင်မှာပါအေးမညညိုခွင့်ပြုပါမယ်ညညိုစီကခွင့်ပြုချက်ကိုရပြီမို့မိုးဆိုးကြီးမုံခေါင်းရဲ့မျက်နှာကပြုံးသွားတယ်ဒီလိုမျိုးစူးစမ်းလှုပ်ဆောင်ရတာမျိုးတွေစူးစမ်းတာလေးကိုအပြေရှာရတာတွေကိုသူသိမမောတယ်လေ ိုဦးနဲ့ကိုတူးကလှုပ်ရှားလာတယ်။မိုးဆိုးကြီးကျိုးတူရောကိုဦးတို့ညီကိုနှစ်ယောက်ရဲ့စကားတော်မဆုံးသေးဘူး။မိုးဆိုးကြီးမုံခေါင်ကခေါင်းကိုခါရမ်းလိုက်တာ။မင်းတို့ကတော့မလိုက်ပါနဲ့တော့။ငါရဲ့မောင်ကောင်းရဲ့ပဲသွားလိုက်မယ်။ဟိုဘက်ကလူကဘလို့ဘယ်เจ้าကြောင့်ခေါ်တယ်ဆိုတာမသိတော့လူအများကြီးသွားဖို့ရာကလည်းမတင်ဘူးလေ။ကိုဦးတို့ညီကိုနှစ်ယောက်ငိုင်းကြသွားတယ်။သူတို့ကလည်းမိုးဆိုးကြီးမုံခေါင်နဲ့ဆိုဘယ်စီရောက်ရောက်လိုက်ချင်ကြသူတွေမဟုတ်လား။ ဒါပေမဲ့ဒီတစ်ခါတော့မုံဆိုးကြီးမုံခေါင်းရဲ့ငင်းဆန်မှုကိုသူတို့အထွတ်မတ်တက်ဖက်တဲ့ငြိမ်းနေလိုက်ကြပါတယ်။၃ရက်အကြာဝုံဝုံကုတ်ခံရသူရဲ့ဒဏ်ရာတွေတက်သာစားပြုတ်လာပြီးထူထောင်လာပြီးဖြစ်တဲ့အတွက်သူ့ရွာကိုပြန်ဖို့တောင်းဆိုလာတယ်။တောင်းဆိုမှုကိုပြုတ်ချိန်နဲ့မုံဆိုးကြီးမုံခေါင်းတို့ခရီးထွက်မဲ့ရက်ကလည်းတိုက်ဆိုင်နေတာလေ။အတူတကွခေါ်ဆောင်သွားပြီးစင်ပင်ရွာစီဝင်ပို့ဖို့ဖြစ်လာတယ်။တရမီရွာကနေစထွက်တော့မနဲ့အာယုံတက်ချိန်တင်ကြီးပေါ့ဆော့ရဲ့အပေါ်မှာမုံဆိုးကြီးမုံခေါင်းရဲ့ ဘုံဘုံကုတ်ခင်ရသူကိုရေးကျော်ရဲ့ရှိနေတယ်။မောင်ကောင်းကတော့တင်ဦးထက်စီမှာထိုင်လို့ပေါ့။မောင်ကောင်းရဲ့အရှိဘက်မှာကမောင်ညိုတကောင်ဒိုရချားကိုကင်ပြီးထိုင်လို့မသိရင်သူကစင်ဦးစီလိုလိုဘာလိုလိုနဲ့ရိခါအချောင်ချမ်းအစုံလဲတင်ကြီးပေါ့စာအထက်စီမှာတင်ဆောင်လာတယ်။တင်မေရွာစီကိုတင်စီခီးနဲ့နေ့တစ်ဖြန်အချိန်မှာပဲရောက်သွားတယ်။ကိုရေးကျော်ကိုသူ့ရင်စီပို့ပေးပြီးတော့မိသားစုများကမုံဆိုးကြီးမုံခေါင်ကိုကျေးဇူးတင်စကားပြောကြတယ်။ ။မိုးဆိုးကြီးမုံခေါင်တို့ရဲ့ခရီးအစဉ်ကြောင့်ကိုမသိတာမို့တရဲလောက်နေဖို့ကိုလည်းတောင်းဆိုကြတယ်။ဒါပေမဲ့လည်းလာပြီးရက်ကမနှက်ပြန်တပတ်ကဆိုရင်ပဲရောက်တော့မယ်လေ။ဒါကြောင့်မိုးဆိုးကြီးမုံခေါင်နဲ့မောင်ကောင်းကအပြန်မှသာဝင်လာမယ်အကြောင်းပြောတယ်။ကိုကြီးကျော်ကတော့မိုးဆိုးကြီးတို့ကိုလမ်းခီးမှဂယူးဆိုင်ဖူပဲမှားကြတယ်။မိုးဆိုးကြီးမုံခေါင်တို့တင်ပင်ရွာကနေထွက်လာကြတော့နေမိုးတက်ချေပြီးတင်ကြီးပေါက်ဆောက်ကိုကိုရေးကျော်တို့အင်စီမှာပဲအစာကျွေးရေးတိုက်ပြုလုပ်ခဲ့တာမို့လမ်းခီးမှာတကူးတကအစာကျွေး ရေးတိုက်စီရမလို့တော့ဘူးပေါ့စင်စီပြီးခင်းတင်တာဆိုတော့ခီးကလည်းတွင်ကျပါလေညနေစောင်းချိန်မှာကိုရေးကျော်တို့သတဲချရာဝါခုတ်ရာဒိုးရင်းတောင်ချေဘက်ကိုရောက်လာဝါခုတ်တဲ့တဲလေးတွေအစီအရေရှိနေတာကိုတွေ့ရတယ်တဲကလေးတွေစီမှာလုတ်ကွက်သိမ်းပြီးတော့ပြန်ရောက်လာကြတယ်ဝါခုတ်သားတို့ဟာညစာအတွက်ချက်ပြုတ်ရင်းနဲ့ရှိနေတာတွေ့ရလေတယ်မဟုတ်ဆိုကြီးကျိုးတို့ဒီမယ်တန်းချလောက်နားကြမလားအေးတဲလို့တည်းလည်းရှိနေတာဆိုတော့ငါတို့ဒီမှာပဲနားကြတာပေါ့ တဲတန်ကလေးတွေထဲမှာလွတ်လပ်နေတဲ့တဲလုံးစီမှာစင်ကြီးပေါက်ဆောက်ကိုရက်တန့်ဈေးလိုက်တယ်ပြီးတော့ပစ္စည်းတွေကိုချပြီးတော့တဲအတွင်းမှာနေရာချဒီဝါခုတ်တဲ့တဲတွေကဘယ်စီကပဲဝါခုတ်သမားမဆိုဝင်ရောက်အနားယူလို့ရအောင်စောက်လို့ထားတာဆိုတော့မိုးစိုးကြီးမုံခေါင်းတို့အခုလိုနားဖို့စီရနာကိုတစ်ဖက်ဝါခုတ်တဲတွေကဘာမှမပြောကြဘူးစူးစမ်းတယ်လို့ကြည်တာကြည်ပြီးတော့သူတို့ဘာသာလုံးเสียရှိတာကိုဆက်လို့ဆောင်းနေကြတယ်။မောင်ကောင်းလဲ တင်ကြီးပေါက်ဆာကိုနေရချပေးပြီးတော့တဲအတွင်းမှာတန်ရှိလှုပ်ဆောင်တယ်။ညစာအတွက်ကတော့ချက်ပြုတ်စရာမလိုတော့ဘူးပေါ့။များညုံတဲ့ပြိုတို့ကတရေသာအတွက်ထမင်းထုတ်တွေကိုစီမံပေးလိုက်တဲ့ပြင်ကိုရီကျော်တို့မိသားစုကလည်းစားတော့စရာတချို့ကိုထည့်ပေးလိုက်တယ်။မောင်ကောင်းတဲကိုရှင်းလင်းနေချိန်မုံဆိုးကြီးမုံခေါင်ကရေချိုးလိုတာမို့ဘွားခုတ်တဲ့တဲတွေဘက်ကိုသွားပြီးတော့မေးမြန်းကတန်းပေါက်စီကိုဆင်းသွားခဲ့တယ်။မုံဆိုးကြီးမုံခေါင်ရေချိုးပြီးပြန်လာတော့မောင်ကောင်းနဲ့ပေါက်ဆာတို့ကရေချိုးဆင်းကြတယ် မောင်ကောင်းတို့ပြန်လာချိန်မှာတော့ညစာသမင်းကိုပြင်ဆင်စားတော့ကညာပိုင်းအချိန်မှာတော့ဝါခုတ်တဲ့လူတချို့ရောက်လာတဲ့အတွက်စကားဆမီပြောဆိုကြပြီးတော့အိယာကိုစောစီးစွာနဲ့ပဲဝင်လိုက်ကြပါတော့တယ်ညာပိုင်းအချိန်ဒူဆန်လုံးစွာနဲ့ပဲမုံဆိုးကြီးမုံခေါင်းတို့အိတ်ဆက်ရာဝါခုတ်တဲကလေးအနီးတစ်ဝိုက်မှာမြူးလိုလိုမီးခိုးလိုလိုအရာတွေကရစ်တိုင်းလာတယ်အဲ့ဒီအရာတွေပိမ့်ပိုင်လာတော့အမောင်ရည်ထဲမှာလူတယောက်ရဲ့အရေးကထင်ဟက်လာပြီးတော့တဲတွင်းစီကိုလှမ်းဝင်လာလေတယ် မုံဆိုးတယောက်ရဲ့အသီးစိတ်ကြောင့်အိမ်မောကြနေရကမုံဆိုးကြီးမုံခေါင်ထကြည်လိုက်တော့တဲချင်းရင်စီမှာလူတယောက်ရက်နေတာကိုမြင်လိုက်ရလေတယ်ဘယ်သူလဲကွာမုံဆိုးကြော်ကောင်တစ်ဖြစ်လဲကြော်ဖုံးကြီးရဲ့ကက်ပီယာကြော်ကောင်ပါဗျမင်းကငါ့ကိုကြော်လုံးရှို့စီလာခဲ့ပါလို့စကားပါတဲ့သူပဲဟုတ်ပါတယ်ဘာအတွက်ကြောင့်ငါ့ကိုအခုလိုလာပါလို့ပြောရတာလဲအကြောင်းရှိလို့ပါမုံဆိုးကြီးရောက်လာတဲ့အခါသိရမှာပေါ့အခုပြောလို့မရဘူးလားကွာ ကျောက်ဘုံကြီးရဲ့ဖိတ်ကြားမှုပါအရောက်တာလာခဲ့ပါမိုးဆိုးကြီးကျုပ်ကို ခွင့်ပြုပါအောင်ဗျဟေးနေအောင်လေမိုးဆိုးကြီးမုံကောင်လှမ်းအောင်လိုက်ပေမဲ့ကက်ဗီယာကြောကောင်ဆိုတဲ့လူကတဲမြူလိုလိုမိကိုလိုလိုအရာတွေကြားကိုတိုးဝင်လို့ထွက်ခွာသွားခဲ့ပါတယ်အဲ့ဒီသူရဲ့အရေးပြောက်ွယ်သွားတာနဲ့မိုးဆိုးကြီးမုံကောင်လည်းအိယာကနေဂုံးကနေထားထိုင်မိတယ်တတိမလက်တဲ့မောင်ကောင်ကလည်းချက်ချင်းနိုးထလာပြီးတော့ထားထိုင်လာတယ်မိုးဆိုးကြီးဘာဖြစ်လို့လဲဗျ ငါအိမ်မက်မတ်တာလားမသိဘူးမောင်ကောင်းရေဘာအိမ်မက်မလို့လဲတက်ပြီးရကြော်ကောင်းငါရှိရောက်လာလဲဟာဟုတ်လားငါသူ့ကိုဘာကြောင့်ကြော်စလုံးဆိုးစီကိုလာခိုင်းတာမလို့မေးတော့သူ့ရဲ့ဆရာတော်ကြောက်ဖုံးကြီးကအခေါ်ရှိတာတဲ့ကျန်တာထက်ပြီးတော့သူထွက်သွားတယ်ကွမုံဆိုးကြီးမုံကောင်းပြောရင်းနဲ့တဲပြင်ဘက်ကိုလဲရှားဖွေသလိုလှဲ့ကြည့်လိုက်တယ်အိမ်မက်ထဲကလိုထက်တူပါပဲအပြင်ဘက်မှာမြူလိုလိုမီးခိုးလိုလိုအရာတွေကရေတိုင်လွှမ်းရင်နေလေပါရဲ့စိတ်ဆွဲလို့အိမ်မက်မတ်တာထင်တယ်မုံဆိုးကြီးက ောင်ကောင်းကဖြစ်နိုင်ခြေရှိတာကိုတွေးပြီးပြောတော့မိုးဆိုးကြီးမုံခေါင်ကခေါင်းကိုရမ်းခါလိုက်ကမဟုတ်ဘူးမောင်ကောင်းငါကအဲ့ရင်အိမ်မက်မတ်တက်သူမဟုတ်ဘူးအိမ်မက်မက်ပြီးဆိုရင်လဲအเจ้าတစုံတရာကြောင့်မတ်တာမျိုးပဲရှိခဲ့တယ်မောင်ကောင်းလည်းမတွေးတတ်တော့ဘူးပေါ့ကဲကဲကဲထားလိုက်ပါတော့ကွာမနဲ့လေခရီးသွားမှဆိုတော့ပြန်အိတ်ကြမယ်မောင်ကောင်းပြန်လဲအိတ်သွားခဲ့တယ်မိုးဆိုးကြီးလဲလဲလိုက်ပြီမဲ့ချက်ချင်းပြန်အိတ်မပြောဘူးအတွေးထဲမှာက ကူနာကအိမ်မက်ဟာတကယ်ဖြစ်နေတာလားဆိုတဲ့စိတ်ကရှိနေတယ်လေ။ဘာကြောင့်လဲဆိုတော့အဖေကိုလည်းရှားဖွေတွေးနေမိတယ်။မောင်ကောင်းတယောက်စီကဟောက်တန်ထွက်ပေါ်လာတယ်။မုံဆိုးကြီးမုံခေါင်ကတော့ဘလို့မှအိမ်မရနိုင်သေးခဲ့ပဲ။အချိန်တော်ကြာမှပဲအိပ်ပျော်ခဲ့ရပါတော့တယ်။ကြောက်တလုံးရှူနရဲ၃ရက်ခီးဆိုပေမဲ့လမ်းကြောင်းမှန်တာကတကြောင်။သင်စီခီးဖြစ်နေတာကတကြောင်ကြောင်။နေမို့လုံတဲ့အချိန်မှာပဲမုံဆိုးကြီးမုံခေါင်တို့ဟာကြောက်တလုံးရှူရဲ့အဆက်စီကိုရောက်ရှိလာကြပါတယ်။ ချိုကလူသူအယောက်ပေါင်းနဲဟန်ပါပဲတော်ချုံတို့ကအတော်ကိုထူထူထက်ထက်ရှိနေတယ်တင်ကြီးပေါင်းစားကမောင်ကောင်းရဲ့စေညုံမူတိုင်းချုံရွယ်တွေကိုနှံပေါင်းနဲ့ရှင်းတင်တာရှင်ကိုကလုံးကြီးနဲ့တိုးတင်တာတိုးရင်ရှိုးအထဲကိုဝင်ရောက်လာခဲ့တယ်မိုးဆိုးကြီးဒီနေရာကဘလို့နေရာလဲမသိဘူးနော်နှက်တန်ဘာသာတော်မကြားရဘူးသိတ်ကိုသိစိတ်လုံးနေသလားလို့မောင်ကောင်းပြောသလိုပဲချိုတဲကိုစဝင်လာခဲ့ကမိုးဆိုးကြီးမုံခေါင်ဓာရကိုတတိထားမိပါလေငါလည်းတတိထားမိရဲ့မောင်ကောင်း နေအောင်စလုံးစင်ကြီးပေါ့ဆာအပေါ်ကနေပဝင်းကြီးကိုတတိကြီးစွာနဲ့ပဲအကဲခန့်ရင်းနဲ့ရှိနေကြတယ်။စင်ကြီးပေါ့ဆာကတော့ဘာကူမှဂယုမဆိုင်ဒေါ်ဂျုံတွေကိုတိုးရင်ချိုကြီးအတွင်းကိုဆက်လက်လှမ်းဝင်နေတယ်။တဏီယာကိုရောက်တော့ကြောက်တွန်းအကွယ်တစ်ခုစီကနေဘုံကနေဝါဖမှန်ကြားကြီးတကောင်ဂျမ်းပြစ်ခုံထွက်လာတာကိုမြင်လိုက်ကြားရတယ်။မောင်ကောင်းကကြားကြားဆိုပြီးတော့အလံတရားထအော်လေ။မိုးဆိုးကြီးမုံခေါင်ကတနက်နဲ့ထိုးချိန်နဲ့ချင်းချောက်ပြစ်ဖို့လှုပ်ဆောင်လိုက်ပေမဲ့ ကြားကတစ်ဖက်ကခြုံလဲစီကိုတိုးဝင်သွားခဲ့တယ်အခြေအနေကိုစောင့်ကြည့်ပေမဲ့ကြားကပြန်လဲထွက်ပေါ်လာခြင်းမရှိတော့ဘူးဒီနေရာမှာပြောချင်တာက စင်ကြီးပေါ့စာစင်ကြီးပေါ့စာအကြောင်းလဲအလုံးသိပြီးသားပါပဲအန်ဒီရဲ့တခုခုကြုံလာတော့မယ်ဆိုတာသူကကြိုတင်တိတက်ပြီးတော့ပြင်းပြင်းထန်ထန်တုတ်ပြန်ရင်ဆိုင်တက်တယ်ဒါပေမဲ့အခုမှတော့ကြားကသူနဲ့မလမ်းမကန်စီကနဲ့ခုံထွက်လာခဲ့ပေမဲ့စင်ကြီးပေါ့စာကတော့ဘာမှမဖြစ်လို့အေးလူလူပါပဲဒါကိုမိုးဆိုးကြီးမုံခေါင်ရော မောင်ကောင်းမှသတိထားမိကြတယ်ဒီကောင်ငါတို့ကိုချောင်းနေပုံမဟုတ်တော့ဘူးကဘာကြောင့်လဲမဟုတ်ဆိုကြီးဘာကြောင့်လဲဆိုတော့ဒီကောင်သာချောင်းမြောင်းနေတဲ့ကောင်ဆိုငါတို့ကိုအခုလိုမျိုးကြီးခုံထွက်ပြီးတော့အရေးရောင်ပြလာမယ်မထင်ဘူးကသူတနေရရကိုသွားတာဖြစ်လိမ့်မယ်ရာကိစ္စကဒီလောက်ပါပဲတင်ကြီးပေါ့စားကတော့တောကိုတိုးရင်တိုးရင်တနေရစီကိုဦးဒီကသွားလာနေဟန်မျိုးရှိနေတယ်ချိုကြီးတဲကိုအတော်လေးဝင်လာမိတော့ အလွန်အမေးကြီးမားလို့နဲ့ကျောက်တုံးကြီးတုံးစီကိုရောက်လာတယ်။ကျောက်တုံးကြီးရဲ့အောက်စီမှာပဆိုးအကွက်အင်းကြီးအဖြူကိုဝေးဆင်ပြီးထိုင်နေတဲ့အသက်30အရွယ်လူတယောက်ကိုမြင်မိကြတယ်။မုံဆိုးကြီးမုံခေါင်တို့ကိုမြင်တော့အဲ့ဒီလူကြီးကထန်ရာကနေထလာပြီးတော့မုံဆိုးကြီးတို့ရောက်လာကြပြီပဲ။ကပ်ပြီးကကြောကောင်းပဲကွာ။ဟုတ်ပါတယ်။မောင်ကောင်းကအစင်ကြီးပေါက်စားကိုဝစ်လိုက်စေတယ်။ပြီးတော့မုံဆိုးကြီးမုံခေါင်နဲ့မောင်ကောင်းတို့စင်ပေါ်ကနေစင်းကြလေပြီးတော့ တက်ပြီးတော့ကြောကောင်အနားစီကိုသွားလိုက်ကြမောင်ညိုကအပြေးလိုက်လာပြီးတော့မုံဆိုးကြီးမုံခေါင်းရဲ့ပခုံးတက်စီကိုခုံတက်တယ်ကပ္ပိယကြီးမင်းငေါကိုခေါ်တာဘာကြောင့်လဲမုံဆိုးကြီးမုံခေါင်းကတိကျင်စိတ်ပြင်းပြသွားနဲ့မေးတော့ကပ္ပိယကြီးကြောကောင်ကပြုံးလိုက်ပြီးတော့ကျုပ်ရဲ့ဆရာတော်ကအခေါ်ပြုတာပါလို့ညာတော်ကပြောခဲ့ပြီးပါရောညာတော်ကမင်းငါးစီကိုတကယ်ရောက်လာတာပေါ့အမှန်ပါပဲကဲကဲကဲမိတ်ဆွေမုံဆိုးကြီးတို့ခမည်းတော်ကို ဒီသည့်ဖိတ်ခေါ်ရတဲ့အကြောင်းကိုတော့မနက်ဖြန်လာပြင်းနေညမှာသိရလိမ့်မယ်။အခုတော့မိတ်ဆွေတို့နှစ်ယောက်ဟောဟိုဘက်ကကြောက်ရည် IC မှာရေချိုးကြကြီး။ဒီညအတွက်ကိုတော့အသားငါမသုံးဆောင်ကြဖို့တော့ကြိုတင်ပြီးမေတ္တာရက်ခံပေးရစေ။ကောင်းပါပြီ။မုံစိုးကြီးမုံခေါင်းတို့နှစ်ယောက်စလုံးသူတို့ဖိတ်ခေါ်ရတဲ့အကြောင်းတရားကိုရေရာတိလို့လှတယ်။အရောက်လဲရောက်လာခဲ့ပြီလေ။ဒီတော့တီးခွင်ရတဲ့မနက်ဖြန်ကိုစောင့်စည်းကြဖို့ပဲရှိတော့တယ်။မုံစိုးကြီးမုံခေါင်းနဲ့မောင်ကောင်းတို့ကြောက်ရည် IC မှာဆင်းပြီးရေချိုးကြတယ်။ ေကအပူအေးမြားတာတာကြောင့်ချိုးလိုကောင်းမွန်ပါတယ်။ရေချိုးပြီးနောက်တော့ဒါပီယာကြော်ကောင်ကသူ့အဝယ်စားတို့ကိုထုတ်ပေးတယ်။မုတ်ဆိုးကြီးတို့လည်းဝဲဆင်လိုက်ကြတာပေါ့။နောက်တော့ဒါပီယာကြော်ကောင်ဟာမုတ်ဆိုးကြီးမုံခေါင်တို့ကိုသူ့နေထိုင်ရာတဲကလေးစီကိုခေါ်ဆောင်သွားကြလေးတယ်။တဲကလေးကတောင်းတောင်းတင်းတင်းနဲ့တက်တက်ရက်ရက်ကလေးမိတ်ဆွေမုတ်ဆိုးကြီးတို့ဒီတဲစီမှာပဲနေကြပါသားစီအဖြစ်တဲထဲမှာတည်တည်တည်ဥတွေရှိနေတယ်။တောက်သုံးရည်လည်းရှိတယ်။အေးတတအနားယူကြပါဦး။ ုံဆိုးကြီးမုံခေါင်တို့လဲကပီးယကျော်ကောင်ရဲ့တဲကလေးစီမှာနေထိုင်ဖြစ်လိုက်ကြကပီးယကျော်ကောင်ကတော့တဲစီမှာမနေမနှက်ပြန်ညှက်နေမှလာခေါ်မယ်အကြောင်းပြောလီပြီးတော့ထွက်သွားခဲ့ပါတယ်ဒီကန်ဒီကနေစလို့မုံဆိုးကြီးမုံခေါင်နဲ့မောင်ကောင်တို့ဟာကပီးယကျော်ကောင်ရဲ့တဲကလေးစီမှာပဲတညာလုံးအပြင်နောက်တနေ့လာပြည့်နေ့ရဲ့တနေ့ကုန်လုံးအတွက်ကိုပြင်းကြီးစွာနဲ့ပဲဖြတ်တန်းရပါတော့တယ်လာပြည့်နေ့ရဲ့ညှက်နေချိန်မှာတော့ကပီးယကျော်ကောင်ဟာမုံဆိုးကြီးတို့ကိုမနေ့ကကြောက်ရင်အိုင်စီမှာရေချိုးစေပြီးတော့ အဝေစားတို့ကိုလည်းလဲစီကတဏျာစီကိုကြိုကြီးအတွင်းတဏျာစီကို ခေါ်ဆောင်သွားခဲ့ပါတော့တယ်အချိန်ကညက်နေစည်းစာအချိန်မိုးဆိုးကြီးမုံခေါင်းနဲ့မောင်ကောင်းတို့ဟာကံမရံအထက်ကအလွန်များကိုကြီးမာလို့နဲ့သစ်ပင်ကြီးနဲ့သစ်ပင်ကြီးရဲ့အောက်စီမှာမြေခွင်းကိုကြည့်ပြီးတော့အံအော့မှင်သက်နေကြလေတယ်သစ်ပင်ကြီးအောက်စီမှာအသားရည်တွေစွတ်စွတ်ဖြူနေတဲ့ဖုံးကြီးတပါခေါက်တို့ခေါက်ပြန်ဈင်းကြံကြွနေတယ်ဖုံးကြီးရဲ့ပဝင်းကျင်စီမှာကျင်းငဲ့တာအတန်များအပြင် ြားဝက်ဝံစားတဲ့သားရဲများနဲ့တောကောင်ကြီးတောကောင်ငယ်တို့ဟာဝင်းရံပြီးရှိနေကြတယ်။သူတို့အားလုံးဟာပဝင်းကျင်ကိုဂယုမထားဘူး။ဘုန်းကြီးကသာလိုက်လံငေးကြည့်မိပြီးတော့ပူးမြော်နေကြလေးတယ်။အသေးစားကြည့်မိတော့လိမ့်ဆန်များရဲ့မျက်ဝန်းများစီမှာမျက်ရည်စားလိုအရာတွေကပီးယာကြော်ကောင်လဲမျက်နှာသိပ်မကောင်းဘူး။သပီးတော်နဲ့အတူမိုးဆိုးကြီးတို့လည်းရောက်ပါပြီဖေ။ကပိယကြောကောင်ကရှောက်တင်လိုက်တော့ဘုန်းကြီးကသူတို့ရှိရာကိုလှမ်းကြွာလာတယ် ောင်ကောင်းနဲ့ကက်ပီယာကြီးတို့အပြင် အတူလိုက်ပါလာတဲ့စင်ကြီးပေါ့စာမြောင်လေးမောင်ညူတို့လည်းဖုန်းကြီးကိုဥခိုက်ကြောကြတယ်မိုးဆိုးကြီးမုံခေါင်ကတော့မတ်တက်ရက်လို့ရမိုးဆိုးကြီးမုံခေါင်ကငါပါပဲဖုန်းကြီးကငါ့ကိုခေါ်တဲ့အကြောင်းကိုသိပြရသေးဖုန်းကြီးရဲ့အမေမိုးဆိုးကြီးမုံခေါင်ကအဖြေကို ပြူရင်းနဲ့အမေစကားရှိလိုက် ဖုန်းကြီးကစကားကြီးကိုဒီကိုရောက်လာဖို့ခေါ်ဆောင်လိုက်ရတဲ့အကြောင်းကဒီကက်ပီယာကြီးကြော်ကောင်းကို သူနဲ့ဆက်နွယ်ရစီ ပြန်လဲပို့ဆောင်ပေးစေခြင်းလို့ပါဘလို့မိုးဆိုးကြီးမုံခေါင်ကဖုန်းကြီးစကားကိုရေးလဲလဲနားမလဲသေးတာမို့အာမေရိတ်ပြုတ်လိုက်မိတယ်ဟုတ်ပါတယ်တကားကြီးဖုန်းကြီးကဒီနေ့မှတမန်ရိုးကြမဟုတ်တဲ့ခန္ဓာယထလို့ခေါ်တဲ့ခန္ဓာပြောက်ွယ်ခြင်းဤနဲ့ဘဝခန္ဓာကိုယ်ကိုဝေချပြီးဆုံးရှုံးရတော့မှာပါဘုံကြီးခန္ဓာကွယ်တာနဲ့ကပ္ပိယကြီးဟာအပြန်ခီးကိုပြူရလိမ့်မယ်ဒီခါမှာကြက်ရွာပြက်သွုံသွားရတာကြောင့် အဆက်အနွယ်အသွာအလာရေရာအားလုံးခက်ခဲပါလိမ့်မယ်။ဒါကိုမိုးဆိုးကြီးမုံကောင်ကကူညီစေချင်တာပါ။အချောင်းကိုတော့နားလေရပါလိမ့်ပြီ။ငါ့ကိုဘာကြောင့်ဘုန်းကြီးကလက်ကပြတယ်။တကားကြီးကိုရွေးချယ်ခေါ်ရတာကဘာကြောင့်လဲဆိုတော့နှစ်ဖက်အကျိုးအတွက်ပါ။တကားကြီးဟာရှေးဘဝတွေကတည်းကအာကုသူအဟုန်ကြီးမားခဲ့သူမို့ဒီဘဝမှာတပွဲသားအဖြစ်ဝင်းကြီးအရန်ကိုရရှိခဲ့တယ်။ဒါကိုအသုံးပြုပြီး တကာကြီးကအများတကာကို ကူညီတယ်။အခုဝိညာဉ်အရန်ဟာပြည့်စည်ခဲ့တယ်။ဘုန်းကြီးကတကာကြီးရဲ့အဲ့ဒီအရန်ဝိညာဉ်ကို ပြန်ရစေမဲ့နီးနာကို ကြီးမြင့်ခြင်းလို့ပါ။ဘလို့ငါရဲ့တပွဲသားဝိညာဉ်ကို ပြန်ရနိုင်တာလား။ဟုတ်ပါတယ်။ဒါကြောင့်လဲတကာကြီးကိုရွေးချယ်ခေါ်ယူတာပေါ့။ဘလို့လို့ရမလဲဆိုတာ ပြောပြပေးပါ။ပြောပြပါမယ်။တကာကြီးအဲ့ဒီနေရာကို ပြန်ရဖို့ ဒီလန်ဟာရှစ်နှစ်ထဲမှာပေါ်ထွက်လာမဲ့အ내ရောင်ကျန်းစာရှိမှရှိနေပါတယ်။ဒီကျန်းစာဟာအေးလုံးတဲ့နေရာ၊ပူလုံးတဲ့နေရာ၊မြေလုံးတဲ့နေရာ၊နေလုံးတဲ့နေရာ၊အစွန်ကြာလုံးတဲ့နေရာအဲ့ဒီလိုနေရာမျိုးတွေမှာရှိမနေဘဲနဲ့အလဲဘဟုတက်တက်မှရှိနေတတ်ပါတယ်။ငါနားမလည်မိဘူး။ဗမာပြည်အလဲပိုင်းပုံပါမီးတီတောင်ရဲ့တောင်မကြီးစီကတနေရာမှာပေါ့။တေချာဆက်ဆက်တွေးပြီးရှာဖွေပါ။ မောင်လွင်လင်းတက်ပြီးတော့လင်းလွင်မှောင်တက်ပါတဲ့တကားကြီးသင်ကျဲတဲ့လက်နဲ့သာဆယ်ယူရရှိနိုင်ပါလေဘုန်းကြီးရဲ့စကားတွေကို အသေးစားမှတ်သားပါတကားကြီးဘုန်းကြီးကပြောပြီးကပ္ပယာကြီးရှိရာဘက်ကိုကြည့်ကတကားကြီးကိုတော့ကြိုတင်မှားကြပြီးသားမို့ဘုန်းကြီးထက်မမှားကြတော့ဘူးကောင်းမွန်ရာဆိုတာနိဗ္ဗာန်မှာတပါ အခြားမရှိပါဘူးတကားကြီးတင်မမှတ်သားပါမယ်ဖေဟာဘုန်းကြီးကပြောပြီးတော့တစ်ဖက်ကိုလှက်ထွက်သွားပြီးတော့ မြေပြင်တွေကြားကတနီယာစီမံတမင်ကိုလီထိုင်ချလိုက်တယ်။ကြောက်ရွံ့တရွအဖြစ်ကိုချက်ချင်းပဲပြောင်းလဲသွားပါရဲ့။အရှိစီကလာဝင်းကြီးကထွက်ပေါ်လာတယ်။ဒါရောင်ဟာလူရာကနဲ့ရင်လာပြီးတော့ဖုန်းကြီးစီကိုကြားရောက်လာတယ်။ဒီခါမှာတော့ထိုင်နေတဲ့ဖုန်းကြီးဟာတဖြည်းဖြည်းသေးငယ်လာခဲ့တာပေါ့။မိုးဆိုးကြီးတို့လည်းအလွန်အံ့ဩဗနန်းဖြစ်ပြီးတော့ငေးကြည့်နေမိကြတယ်။ဖုန်းကြီးကတော့လှုပ်ရှားခြင်းမရှိ လာရောင်အောက်စီမှာသေးငယ်တာထက်ပိုပြီးသေးငယ်ရင်းနဲ့ ဒီလိုနဲ့နောက်ဆုံးမှာတော့ဖုန်းကြီးရဲ့ခန္ဓာဟာလမ်းမအရွယ်လောက်အဲဒီကနေလက်သေးအရွယ်သဲမုတ်အရွယ်အထိ ပြောင်းလဲကလုံးလုံးရှားရှားပျောက်ွယ်သွားပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာသာရေးစရာထမန်တောင်ကိုရေးသားထားတဲ့သပွဲသားမုတ်ဆိုးနဲ့ကြောက်ဖုန်းကြီးရဲ့ကပ်ပီယာဆိုတဲ့စိတ်ဝင်စားဖွယ်ရာတော်တွင်မုတ်ဆိုးဇလန်ကောင်းလေးရဲ့ဇသိန်းပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်လေးကို ပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ